အားလုံးပဲမင်္ဂလာပါ အခုတစ်ခေါက်ဖတ်ပြမယ့်အစေးကောင်းစဉ်ကနောင်နှစ်ခါတစောင်းမုံနောင်နှစ်ခါတစောင်းမုံဒီချိန်ဆိုကိုရိုဇာတိတီတောင်ငုံတွေကြာပြတာတာမြူလို့နဲ့လဲလဲမုံနေရောမြည်ရွာပြင်ကွင်းဆက်တွေမှာတော့ထွန်ရထားတဲ့ဘဲခင်းတွေသူ့အဆုနဲ့သူပုံထားတဲ့ဘဲရိုးပုံတွေရှို့မီတွေနဲ့လှနေရောမြည်ညနေရီရဲ့တိတ်ဆိတ်တဲ့တောင်လမ်းတွေ နုညံ့နဲ့မြေအနက်ဆယ်ဘက်ကရေငွေ့ပါလေးတက်နဲ့ငိမ့်ချမ်းငိမ့်သက်တဲ့ရှုမျောခင်ထဲမှာအဆုံးစားမဲ့တာယာနေပြီအရာရာပြောင်းမဲ့တဆောင်မုံလာပြီပဲ ပူလောင်ခဲ့တဲ့နှွေညများအိုက်ဆက်ဆက်မိုးရက်များ အားလုံးကိုတဆောင်မုံကလက်ပြသွားခဲ့ပြီရိတ်သိမ်းပြီးစားကွင်းမြင် ရာခင်းမုံမွားထက်ပဲအိတ်တွေပေါ်ပလက်လန်းရင်ညနေကြီးကိုခံစားရသည်မှာ ဘဝတစ်ခုရဲ့အဓိပ္ပာယ်မလား။စောင်းညများလဲစကြည်ပြီးကောတိတ်ဆိတ်နေတဲ့ရာပြင်းတန်းကနေရွာဘက်ကိုငေးကြည့်ရင်မှိုင်းရင်နေတဲ့အိမ်မက်ဆန်ဆန်ရွာလေးတရွာရှိနေတယ်။တခြားလုံးပင်မန်းကြီးစာရှာဝေစားတော့ခဲ့သူများဒီရွာထဲမှာအိတ်သူအိတ်အပန်းဖြေတစ်ခွက်တစ်ဖလားမော့သူမော့လိမ့်မည်။ဘသူပြောနိုင်မလဲ။မိသားစုနဲ့အတူ ပူချီကက်ချီ ိမ်ပြန်လာတဲ့ယောက်ျားတယောက်လိုအိမ်ရနံ့ကို လွမ်းသူလဲလွမ်းလိုက်ပေးမိပဲတောင်ငုံတော်တန်းကနေနေဝင်ပြီးစညနေကိုငေးကြည့်ရသည်မှာအရာအလုံးလွဲမကောင်းလွဲမနိုင်မီအလုံးနီနီမှန်ကောင်းလဲမှန်နိုင်မီဘသူပြောနိုင်မလဲအမှန်အမှားကဘလောက်များခြားနာတယ်လဲဆိုတစားနိုင်ရင်ကိုလွမ်းနာမှအများကြီး ဒီအချိန်ဆိုရွာထဲရက်ွက်တဲ့ကကာလာသားကောင်းတွေအပြူချောကာလာသားတွေပေါင်းလို့ရွာဖုံးကြီးကျောင်းစီသွားတော်မြင်သွားတယ်ဆိုလို့တယောက်တစ်ပေါက်တော့မဟုတ်အားလုံးစုပြီးပျော်ပျော်ပါပါလူစုလူဝေးနဲ့သွားကြခြင်းပင် အလားဆုံးဆိုသောမိန်းကလေးများအထက်ဆုံးဆိုသောယောက်ျားသားများအသားနာဆုံးဆိုသောအဝတ်အစားများနဲ့ကိုတို့အိမ်မြောက်ဖက်လမ်းတော့ဆိုင်းစရာရဲ့အိမ်နာမှာဆုရလောက်ကြတယ် ညနေရီကလူတိုင်းကိုလှစေသည်လို့ထင်သည် အကြီးတန်သော သို့မဟုတ်လေထဲရာထဲမှာရွက်ချမ်းရေချိုးဟူသာထင်ရသောမိန်းကလေးများအားလုံးလဲလှနေသည်ပဲတနခါပါပါအာချီမိတ်ကနဲ့များမျက်ခုံးထူထူတနတ်များအရင်နဲ့မတူတော့တဲ့လဲလဲလွင်စကားညင်သာပြောတဲ့များခလေးဘွားကလေးကကိုဟာတစောင်းတိုင်းမင်းသမီးများကိုဆွဲလန်းခဲ့ပါသည်ငေးကြီးယုံနေနေ ရှင်သန်ခြင်းအတိတ်ပဲကိုခံစားနိုင်ခဲ့ပါသည်သူတို့တိတ်လှလေသလားမဟုတ်ဘူးဆိုတာသိပါသည်သို့တော်냐တဆောင်နိုင်ညနေကြီးမှာဘသူမဆိုလှနိုင်နေဆိုတာသိပါသလားတဆောင်နိုင်ညများမှာကိုဟာတယောက်ချင်းစီရဲ့ကိုယောင်ကိုဝါကိုငေးမော့ကြည့်နေမိသည်အားလုံးလှတဲ့အယောင်ဝါတင့်တယ်သည်သည်အချိန်ပဲလို့လဲနားလေခဲ့သည်ကောင်းနံတင်းတင်းပဲနှံ့မှုမှုနဲ့ မြောက်ပြန်လေးအေးအေးတို့အကြားမှာလူတယောက်ရဲ့အလားဆုံးအရွယ်အလားဆုံးအချိန်အလားဆုံးပုံရိပ်ကိုပြတင်တယ်လို့လဲခံစားမိတာပါတာပေါ့လူတွေဟာစီမီကိုစီဖန်ကိုစီနဲ့နေဝင်ဖြိုးဖျက်လားထွက်ဆမှာအိုးစီပုံမောင်းတို့နဲ့ရွာဦးကျောင်းစီဥတီကြတယ်ဖိတ်ဖိတ်တောက်လာရောက်အောင်စီမီရောင်စုံတန်းနဲ့လူတန်းကြီးပျော်ပျော်ပါပါဖျားသွားကြောင်တက်ကြတာကို့အဖို့အမြဲအံ့ဩစရာပါပဲ။ တစ်ဖက်မှာလည်းသူတို့ရဲ့ပေါ်ပါလွတ်လပ်စွာယုံကြည်လွှတ်ချမှုတွေကိုကို့အဖို့ဟာထူးစားတဲ့အလားတရားတစ်မျိုးပါပဲလူဆိုတာတစ်ခုခုကိုယုံကြည်နေဖို့လိုတဲ့တတဝါမျိုးလို့ကိုနားလည်ထားတယ်မယုံတော့ကောအေးယုံကြည်စရာတွေမရှိလို့ဖြစ်ဖြစ်မယုံတော့ရင်ပဲဖြစ်ဖြစ်ကြာရှည်စွာတကူတော်နေထိုင်တဲ့အခါပျော်စရာပေါ်ပါမှုတွေမရှိတော့တာကိုတွေ့ပဲ ငယ်ငယ်ကရွာလူပြက်တွေတဆောင်တိုင်းခါဦးကြည်ဒိုးဘက်နဲ့ဖုံးတော်ကြီးကြောင်သွားကြတဲ့အခါလူတွေဆိုလေးဆိုထားရှိတဲ့တခြင်းတစ်ပုဒ်ရှိဘူးတယ်။တခြင်းကလူတိုင်းသိပြီးသားတဆောင်တိုင်းတခြင်းပါ။ပါတဲ့အဖိုးကြီးအိုခါကုန်းလို့မသေးပါနဲ့အောင်နောက်နှစ်ခါတဆောင်မုံပွဲကြည့်ပါအောင်။ဘာပွဲကိုကိုတို့ကြည့်ရမှာလဲ။လာပါစံပြညများသည့်အတိတ်နဲ့သာသက်ဆိုင်ပြီး ပစ္စုပန်ကိုတကြွကြွမြည်တမ်းနဲ့ဖြတ်တန်းနေရပြီကို။နောက်နှစ်ခါတစောင်းမုံးသည် ဘလောက်များလှလို့ဘယ်တော့များကန်ဆုံကြမလဲ။ကိုမတွေးတမ်းမတွေးရတော့ပါ။တစောင်းနိုင်ညများမှာစမ်းပြစွာလူးလက်မိုးထိုးတက်သွားတဲ့မိဘုံများဘလောက်အမြင်ရောက်ခဲ့ပါသလဲ။လှပါစွာပေါက်ကွဲရဲရင်စွာလောင်ကျွမ်းဒီဘွားများနဲ့ဘာများခြားနာပါသလဲ။ မေခွန်းတွေလည်းတဆောင်နိုင်မီးဘုံများနဲ့တရိပ်ရိပ်မြင့်တက်နေတယ်။မိုးကုံဆောင်းကူးတွေမှာ မီးဘုံအသေးတစ်ခုတလေဖြစ်ဖြစ်တင်တို့ရဲ့အရက်ညကောင်းငင်ထက်တွေ့ကောင်းတွေ့နိုင်ပါတယ်။တွေ့တဲ့အခါသင်ပါစဉ်းစားမိပါသလဲ။တိမ်နေတဲ့အထိရောက်သွားတဲ့မီးဘုံများစီငေးကြည့်ရင်ဘဝအမောတွေလွင့်ပစ်လိုက်တဲ့အတွေးတွေလားတင်ပြန်မရတော့တဲ့နှပ်ပါအကြီးတန်း အတိတ်ဆန်တဲ့မြင်ကွင်းတွေများလား။တင်ပါကိုတွေ့တွေ့တင်ရတဲ့ဘလောက်ပဲတကူတော့ခန်းစားရခန်းစားရတစောင်းမုံညများကိုတင်ဆန္ဒရှိသလိုလှပစွာပြန်လဲလာစေခြင်းသူတယောက်တော့ရှိခဲ့သည်ဟုပြောချင်ပါသည်။ထိုသူသည်ကျွန်တော်ဖြစ်နိုင်သလို တခြားသူတဦးလည်းဖြစ်နိုင်ပါသည်။တူညီတဲ့ခန်းစားချက်ကို မတူသူများလည်းခန်းစားနိုင်ပါသည်။ထို့သို့နားလဲပေးဖို့လိုပါသည်။ ။တစောင်မုံညများသည်ကိုတို့ရှိရှိမရှိရှိဆက်၍ရှိနေပြီ။လောကတနေရာဖြက်လျှောက်ဧည့်သည်ဖြစ်ခဲ့ရခြင်းမှာဘာထူးဆူးမှမျောလင့်မရတော့ညာ။ကိုကိုကိုတစုံတစ်ခုဤတစိမ့်တစ်ပိုင်းအဖြစ် ခံစားနိုင်ခဲ့ခြင်းသည်အမျက်ဆုံးစုဖြစ်ကောင်းဖြစ်နိုင်သည်။မောကြီးရဲ့အခါလာတာဒီကိုမြင်လျင်သင်္ကန်းကောင်းပါလိမ့်မည်။တင်ရှင်တန်နေထိုင်တော့ပဲဆိုတဲ့အခိုင်အမာဆုံးတက်သေးပင် ။တင်ကြီးမိသည်လာသည်တဆောင်မုံးလာဖြစ်သည်ဆိုလင်တင့်ရှင်တန်းချင်းသည်ပြည့်စုံခြင်းသို့ရောက်ပြီ။နောက်နှစ်ခါတဆောင်မုံးကိုတင်ညော်နေဖို့မလိုတော့ပြီမလား။ငြိမ်ဝေမင်း